အင်းတော်ကိုစစ်ကူလာတဲ့အင်းအား150ပါစစ်တပ်ဖူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုကစစ်ကောင်စီဘက်မှရရှိတဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိမ်းဆီးရရှိတဲ့တဲ့ရင်နဲ့အတူနောက်ဆုံးရရှိထားတဲ့တဲ့ရင်တွေကိုစုစည်းဖော်ပြပေးပါမယ်။သကိုင်းတိုင်းအင်းတော်မျိုးနဲ့သူစစ်ကူလာတဲ့စစ်တပ်ဖူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်မှရရှိတဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိမ်းဆီးရရှိခဲ့တယ်လို့အမတ်၁စစ်တီတပ်ကတဲ့ရင်ထုတ်ပြန်ထားပါဗျ။မတ်လ15ရက်နေ့ကစကိုင်းတိုင်းအင်းတော်မျိုးနဲ့အဆက် ကတားမြို့နယ်ပင်လို့ရွာနီးပတောင်းကြီးပတောင်းလေးတောင်မှာကတားမြို့ခမ်းမရ309မှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပါဆိုပါစစ်တဲ့စစ်ကြောင်းမှာဗုံးမှုလင်းထက်ဦးစီပြီးခမ်းမရ736ခမ်းမရ339ခါလာရ6တို့ပူပေါင်းထားတဲ့အင်အား150ခန့်ပါစစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတဲ့ရဲ့ပူပေါင်းစစ်ကြောင်းကို KIA KPDA ကတားခရိုင်တရင်တဲဗိုလ်တာတိုက်နယ်ပကဖာနဲ့ကတားမြို့နယ်ပကဖာပူပေါင်းဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် စစ်တုံးမှန်ဖြင့်စစ်သား32ဦးဖမ်းမိရမိသလိုတော်လိုင်းရဲဘော်2ဦးချာဆုံးကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်မှလက်နက်54လက်သိမ်းဆီးရရှိခဲ့ရမှာ MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA15 တလက် Anti Drone Gun တလက် MA10 ဖုံးသီး38လုံး MAG အတောင်8000 MA50 G အတောင်1000 60မမဘုံ18လုံး GM 133ခုကျော်ဘိုးချာမာတစ်ခုစက်သွေးရေးဆက်တလုံးအထိုင်ဖုံးတလုံး ခြေကအုတ်ထုပ်စံနှလုံးသိမ်းဆီးရမိကြတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ခုတကပဇွန်တော်မှာရဲမှုမဲဟန်ကပြည်သူတို့ကိုချဲရောက်နေလို့ဆွဆွဲဖမ်းဆီးပြီးဝေချက်သိန်း320ချင်းချောက်တောင်းခံကမြေကြီးနားမှာလည်းပြည်သူတို့ထံမှရွှေနှစ်ချက်သားရဲကလူရက်သွားတဲ့သတင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။ရန်ကုန်မြို့ပဇွန်တော်မြို့နယ်မှာရဲနဲ့အုတ်ချုပ်ရီမှုကပြည်သူတို့ကိုချဲရောက်နေလို့ဆွဆွဲဖမ်းဆီးပြီးဝေချက်သိန်း320တောင်းခံခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။ဖေဖော်ဝါရီလရက်နေ့ကပဇွန်တော်မြို့နယ်အမှတ်၈ရပ်ကွက် ဈေးစွားလမ်းမှာနေထိုင်တဲ့ဦးမောင်မြင့်ကိုရဲနဲ့အုပ်ချုပ်ရေးမှုတွေကဝန်ရောင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ထို့သောဖမ်းဆီးပြီးတဲ့နောက်ပဇွန်တော်မျိုးနဲ့ရဲစခန်းမှာမျိုးနဲ့မှုရဲမှုမင်းဟန်စခန်းမှုဒူရဲမှုစောစောနေတိုင်းဒူရဲဦးညီမင်းနိုင်ခုနှစ်ရက်ကအုပ်ချုပ်ရေးမှုဘိုးကျော်မင်းနဲ့ပြူစောတိကျိုးကျိုးတို့ကငွေကြေး320တောင်းခံခဲ့တာဖြစ်တယ်လို့သိရပါဗျ။ထို့သောအတင်းအာရမငွေကြေးတောင်းယူတဲ့ဖြစ်စဉ်ကိုအမတ်ရှိရက်ကအုပ်ချုပ်ရေးမှုမျိုးမြင့်ပင်သိရှိရင်မရှိပဲပြူစောတိကျိုးကျိုးနဲ့အမတ်ခွန်ရက်ကအုပ်ချုပ်ရေးမှုဘိုးကျော်မင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ ဥမောင်မြင့်ကိုချဲရောက်နေဆိုပြီးဆွဆွဲဖမ်းဆီးတာပြီးတော့ငွေကျပ်3320တောင်းနဲ့အတင်းအာရမတောင်းဦးတော့ပေးလိုက်ရတယ်သူတို့တွေအချင်းချင်းပြန်ခွဲယူတယ်လို့သိရတယ်အဲ့ဒီဖြစ်စဉ်ကိုအမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှူးမျိုးမြင့်တောင်မသိရဘူးလို့သိရတယ်ပြူစောတီဂျိုဂျိုနဲ့အမတ်ခွန်ရက်ွက်အုပ်ချုပ်ရေးမှူးဘိုးကျော်မင်းတို့ကရဲခွဲတွေနဲ့ပေါင်းပြီးလုံသွားတာသိရတယ်လို့ဒေသနေပြည်သူလူထုကပြောဆိုထားတာပဲဖြစ်ပါတယ်အလားတူကချင်းပြည်နယ်မြစ်ကြီးနားမြို့မှာလည်းအချမ်းဖက်စစ်သားတွေကပြည်သူလူထုကိုမူးယစ်ဆေးသုံးဆွဲတယ်လို့ဆွဆွဲရှာဖွေပြီး ရွှေနဲ့ကြက်သားလူရဲ့ယူဆောင်သွားတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။မက်ရှလာစကွေးနေကမြေကြီးနားမြို့မြမစီးပွားရေးဗန်လန်းကြောင်းမှာလမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးနေတဲ့အချမ်းဖက်စစ်သားနဲ့ရဲများကဆိုင်ကယ်စီးလာတဲ့ပြည်သူတို့ကိုဝူးရစေသုံးဆွဲတယ်လို့ဆွဆွဲရှာဖွေပြီးဝိုင်းဝန်းရိုက်တဲ့အခါရွှေနဲ့ကြက်သားကိုယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။မြို့တက်ကိုအခောက်ရွှေလုပ်ဖို့အတွက်မြမစီးပွားရေးဗန်အရှိလမ်းမကြီးမှာစစ်ခွေးတွေနဲ့ရဲခွေးတွေကဆိုင်ကယ်ကိုရက်ခိုင်းနေပြီးတော့လမ်းကြားတဲ့ကိုခေါ်ပြီးဆေးသုံးနေဆိုပြီးစစ်ဆေးတယ်။ဆေးမသုံးဘူးလို့ပြောရင်လည်းမရဘူး။ ဘာမှမပြောနဲ့ဆိုပြီးလက်နက်တွေနဲ့စိတ်ကြိုက်ရိုက်တယ်။နောက်ဆုံးပါလာတဲ့ရွှေနှစ်ချက်သားကိုလူယူသွားတယ်လို့လူရက်ခံရသူရဲ့မိတ်ဆွေတို့ရဲ့ပြောဆိုချက်အရသိရပါဗျ။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလူရက်ခံတဲ့ပြည်သူကအနီးနောက်မှာရှိတဲ့ရဲစခန်းကိုအကူအညီတောင်းခံခဲ့တော့လဲရဲများကထွက်လာခြင်းမရှိဘဲလစ်လျူရှူထားတယ်လို့လည်းသိရပါဗျ။ကြောက်ကြီးကြိုက်ထုံတဲ့ကလေးမျိုးနယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူတို့ဦးတန်ရရရှိပြီးနေအိမ်များပျက်စီးသွားတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ပဲခူးတိုင်းကြောက်ကြီးမျိုးနယ်တွေကကြီးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူလူထုတရားရရှိပြီးနေအိမ်များပြက်စီးခဲ့တယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ18ရက်နေ့ကအချမ်းမစစ်ကောင်စီတပ်ကကြောက်ကြီးမြို့နယ်နတ်တန်ကွင်းစခန်းမှာ120မမလက်နက်ကြီးနှလုံးပြက်ခတ်တိုက်ခိုက်ခဲ့ရမှာဖိုးဒဂျီဝါနဲ့ချောင်းဝဂျီဝါတို့တို့ကြားရောက်ပေါက်ခွဲခဲ့ပြီးဂျီဝါနေပြည်သူအသက်62နှစ်အရွယ်ဒေါ်လာလာထွေးနဲ့အသက်32နှစ်အရွယ်မဆိုးဆိုးမာတို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပြည်သူပိုင်းနေအိမ်၄လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တွေကဂျီဝါတွေကိုလည်းအချမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တော်မီလောင်ကျွမ်းခဲ့ရတယ်လို့လည်းသိရပါဗျ။မက်စလော့59နဲ့မနက်09:45မိနစ်ခန့်အချိန်ကအမတ်122မှာအခြေချထားတဲ့စစ်တပ်ကကွာလီရေကန်ကုန်းမှနေ၍လက်လုအသေးခံဒရုန်းတစ်စီးလွတ်တင်၍တိုက်ခိုက်ခဲ့ရမှာဝင်းဂလိုဂျီရွာအုပ်စုမဲယုံကြီးရွာနဲ့ကတိုင်းတုတ်ရွာကြားကြောင်မဲဟောင်းနေရာကိုကြောက်ရောက်ပေါက်ွက်ခဲ့ပြီးတော်မီလောင်ကျွမ်းခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။အလာဒူမက်စလော့16နဲ့မော်လက်တနာ9မိနစ်ခန့်ကအချမ်းမစစ်တပ်ရဲ့အမတ်330အမြောက်တက္က ဆင်နွေရွာနီးမှာရှိတဲ့ပြည်သူများရဲ့လုပ်ငန်းခွင်တွေကိုလက်နက်ကြီးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ထို့ပြင်စကိုင်းတိုင်းကလေးမြို့နယ်တွေကခြေရွာတွေရွာကိုလည်းအချမ်းဘက်စစ်တပ်ကလေးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါဗျ။မတ်လ20ရက်နေ့ည10:30မိနစ်အချိန်ကစော်ဘွားရေရှင်ရွာကိုချမ်းဘက်စစ်ကောင်စီတပ်သားတွေကလေးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုစုံစမ်းနေစေဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါဗျ။စစ်ကောင်စီရဲ့ချမ်းဖတ်မှုတွေကိုတားဆီးပေးဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းလိုက်တဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။ ဆေးဥစုရဲ့အကြံဖတ်မှုတွေကိုကိုင်တွဲဖြည့်ရှင်းနိုင်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာကယူကရိန်းပေါ်မှာသာအာရုံစိုက်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမိုးဆိုးရွားလာတဲ့အခြေတဲကိုဥဆောင်ကိုင်တွဲဖြည့်ရှင်းနိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေသတွင်းလုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထိန်ဖို့အတွက်လိုအပ်တယ်လို့ အန်ယူဂျီကထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုထားတာပါလက်ရှိအချိန်ဟာမြန်မာပြည်သူတိုးချင်းတွေရဲ့တရားမျှတမှုရိတ်ချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်သားသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရည်သားထားပါတယ်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်ပြီးမြန်မာပြည်သူတွေရဲ့စံနာနဲ့ကန့်ကြီးတဲ့လုပ်ငန်းစဉ်တွေကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက်တွန်းထားတာဖြစ်ပါတယ်မကြသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကဘုံကြီးကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဟာရဲသားတွေကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေဇက်တိုက်လုဆောင်လာတယ်လို့ NUG ကဆိုပါတယ်။စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရဲသားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသားတွေဆုံးမှုဆက်လက်မြင့်တက်နေတယ်လို့လည်းထုတ်ပြန်ကြမှာရေးသားထားပါတယ်။ခုတစ်ခါတီးလေးမြို့နယ်အလဲပန်းရွာတွေကိုပြည်သူများအိမ်မောကြနေချိန်မှာစစ်တပ်ကလေးရင်နဲ့ဘုံကျဲတိုက်ခိုက်မှုက ပြည်သူလေးဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိသွားပြီးနေအများပြပျက်စီးသွားတဲ့တဲ့မှာမကွေးတိုင်းထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်စစ်တပ်ကလေးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မတ်လ20ရက်နေ့မနက်အစောပိုင်း2နာရီခန့်ကထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်စစ်တပ်ကလေးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာနေပြည်သူတကြီးရွယ်ဦးမျိုးသားတို့အမျိုးသမီးတို့နဲ့ចောင်းသွန်တို့စုစုပေါင်း၄ဦးသေဆုံးကပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထို့ပြင်အချမ်းဖက်စစ်တပ်ရဲ့၄ចောင်းတိုက်ခိုက်မှုတွင်နေအိမ်၄လုံးမိလောင်ပြချခဲ့ပြီးနေအိမ်၁၂လုံးဖျက်ဆီးကကျန်းနေအိမ်အလုံး၄၀ကျော်မှအမိုးများပွတ်ထွက်ပျက်စီးခဲ့ပြီးပြည်သူများမွေးမြူထားတဲ့ဝန်နွား၁၀កောင်ကျော်သေဆုံးပြီးအကောင်၂၀ကျော်ဒဏ်ရာရရှိထားကြောင်းလည်းသိရပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့သူက၂၀ကျော်ရှိတယ်ဗျ။သေဆုံးတာက၄ဦးရှိတယ်။နေအိမ်အများပြားလည်းပျက်စီးသွားတယ်။လေငါရွာတဲ့ကိုကြက်ချတာ အများပြည်သူအိမ်မောကြနေချိန်မှာကိုတိုက်ခိုက်သွားလာလို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကကြောဒေတာအထွတ်မှာလေကြောင်းနဲ့နေစဉ်ရက်ဆက်ပြင်းထန်ခြေမုံတိုက်ခိုက်လျက်ရှိနေတာကြောင့်ပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်ကင်းနိုင်တဲ့နေရာနဲ့ပုံခုချင်းများအနီးမှာသာအိတ်ဆက်ချဖို့ထီးလင်းပတ်ကဖကအတိပေးမြတ်တာရက်ခံထားပါဗျ။အဆုံးနေနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။